အီရန်ကအစ္စရေးကိုပဲထင်းသုံးကြီးတွေနဲ့ပြန်လည်တိုက်ခိုက်တဲ့ကြောင်းအစ္စရေးကကိုရေးတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူအဗီချေအာဒါရီက X မှာရေးသားခဲ့ပါတယ်။ဒီသုံးကြီးအများစုကိုကြားဖြတ်ဟန်တာနိုင်ခဲ့ပါတယ်။ဒါမှမဟုတ်ပြစ်မှတ်မရောက်ဖယ်လွဲချုံခဲ့ပါတယ်။အစောက်အဦးအနေငယ်သာပျက်စီးခဲ့ပြီးအချို့မှာကြားဖြတ်ဟန်တာမှုတွေကလည်းထပ်ပေါ်လာတဲ့အဆအဆတွေကြောင့်ဖြစ်ပါတယ်လို့ပြောကြခဲ့ပါတယ်။ ဣသရေလကိုဥဒီပစ်ခတ်လာတဲ့ဒုံးကြီးတွေကိုပစ်ချရမှာအမေရိကန်ပြည်ထောင်စုကကူညီပေးနေတောင်းအမေရိကန်အရာရှိတအူကအတီးပြုတ်ပြောကြခဲ့ပါတယ်။ဣသရေလရဲ့အီရန်ကိုတိုက်ခိုက်မှုအပြီးကြိုတင်ကာကွယ်မှုအဖြစ် အမေရိကန်ရေတပ်ဖြတ်တင်ဖို့တွေဟာအရွှေ့မြေတဲ့ပင်လယ်ကိုရွှေ့ပြောင်းထားပြီးဖြစ်ပါတယ်။ထိုဖြတ်တင်ဖို့တွေအနက်တစီက USS Thomas Hoodna TB ၎င်းမှာပဲထင်းဒုံးကြီးရှည်တွေကိုပစ်ချနိုင်တဲ့လေယာဉ်ကာကွယ်စနစ်တွေတပ်ဆင်ထားပါတယ်။ ီရန်ရဲ့ Israel ဘော်ဆက်လက်တိုက်ခိုက်မှုတွေကြောင့်အနည်းဆုံး20ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Israel အရေးပေါ်ဝန်ဆောင်မှုဖျော်ရည်ဆိုခွင့်ရှိသူကဆိုပါတယ်